ခေါလီရဲ့အမိဖြစ်သူကစိုးပါကွယ်လို့သွားခဲ့တော့လေဒီနေ့မှတော့အမှန်ပြင်ပြတွေ့လိုက်ရပါတယ်။ဒါပေမဲ့လောကကြီးကတော့သူတို့ကိုစုံစည်းခွင့်မပေးရှာခဲ့ပါဘူး။ကဲထူးစာနေပဲ channel လေးကို subscribe လုပ်ရတဲ့တော့လိုပေးခဲ့ကြပါဦးဗျ။ဒါဆိုရင်တော့ဇလန်းလေးကိုစာလေးကြားဆိုပါခင်ဗျာ။ ကိုချိုတီဟာလို့ခေါ်တဲ့အသက်40ကျော်သူရောကနာမကျန်းဖြစ်ပြီးတော့ယောဂါတခုကို အပြေးထန်ခံစားနေခဲ့ရပါတယ်။သူမှာဂျော်ကိုလို့ခေါ်တဲ့တားတယောက်လည်းရှိပါတယ်။သူတို့တားပါရီရဲ့ဘွားကလည်းတဲ့ကူမှသနာဖို့ကောင်းတယ်ဗျ။အခုဆိုအိယာထဲကနေတော့မထနိုင်ပေသူသားကိုမောကြည့်နေခဲ့တာပေါ့။သူတို့မိသားစုရဲ့ဘွားစစ်တာကိုလည်းအခုလိုပြောပြထားခဲ့ပါတယ်။ဂျော်ကိုရဲ့အမိဖြစ်တဲ့ဇနီးလူသူမဆုနယ်ဟာဂျော်ကိုလေးအနှစ်သားလောက်ကလေးက ဆိုးပါးကွယ်လောသွားခဲ့တာပါအဲ့ဒီချိန်ကနေစပြီးတော့ကိုကျော်ပြီးဟာကပဲသူ့သားကိုပြုစုကျွေးမိခဲ့ပါတယ်ဒါပေမဲ့ကိုကျော်ပြီးဟာမှာဂျီမာပြည်ထိုင်တဲ့ယောဂါတစ်ခုကို ခံစားနေရရပါတယ်ထိုယောဂါရဲ့ချိန်နေဟာလေအခုဆိုရင်နောက်ဆိုးချိန်ကိုတော့ရောက်လာခဲ့ပြီဖြစ်ပါတယ်လူကလေမလို့နဲ့မကိုင်းနေဖြစ်ကအလော်ဒီယာမအေးအားချိနေနေခဲ့ပါပြီ။ဒါကြောင့် तू မရှိတော့ရင်တားပြတဲ့ကြော်ကိုလည်းဒုက္ခရောက်မှခြေသေးတာပေါ့အဲဒါကြောင့် तू မတည်ခဲ့မှာမိမပြည့်သူရဲ့ဆွေမျိုးတွေစီမှာသူ့သားကိုအနှက်ထားရစ်ချေခဲ့တာပါဒါကြောင့်ယေရှုမဲစုခေါ်အလီနဲ့ဒေါ်ကြီးတက်ကနေခီးနေလာခဲ့ကြတာပေါ့ကိုချိုတီဟာဆိုတာကလည်းတနေ့လုံးမတနေ့စားရတဲ့အထိသူ့ရဲ့ဘဝဟာထူချာလောလပါတယ်ဒါပေမဲ့ မိသားစုဆိုတဲ့အသက်ငူလေးရှိနေစေချေကဇေယံကျနာဆိုတဲ့အရာတွေကိုမယုံဆိုင်နယ်လာအကိုပြောရွှင်ကြည်နိုးခဲ့ရတယ်ဗျာအတိတ်မှာချိတ်ခင်ကျွေးစိတ်ပေးတဲ့မိမဖြစ်သူရဲ့ချိတ်ရတဲ့သားလေးရဲ့ပေါ့ဗျာဒါပေမဲ့တနေ့မှာတော့မိမဖြစ်သူမဆုနယ်ရဲ့မျိုးတယောက်ကကြီးကျယ်နာမကျန်းဖြစ်တာကြောင့်မဆုနယ်လေးဆွေနှူးတွေစီလိုက်သွားရဖို့အကြောင်းဖန်လာခဲ့ပါတယ်အဲ့ဒီမှာစပြီးတော့ကိုကျော်တီဟာတို့မိသားစုကကန်ဆိုးမိုးမောက်ကြပါတော့တယ် အမျိုးတွေစီလိုက်သွားတဲ့မိမဟာလန်ကီမှာမော်တော်တဆတစ်ခုကြောင့်ဒေဆိုးသွားပြီဆိုတဲ့တင်ဟာအိုကျော်တီဟာတို့စီကို ရောက်လာခဲ့ပါတယ်။ကိုကျော်တီဟာလည်းတင်းကြကြချင်းသူ့အမျိုးတွေစီလိုက်သွားခဲ့ပြီမဲ့သူ့မိမရဲ့နောက်ဆုံးခြေကိုတော့မတွေ့လည်ရပါဘူး။ဘလောက်ထိကိုမှကန်ဆိုးတယ်လဲဆိုရင်အဲ့ဒီကိုရောက်သွားတဲ့အချိန်မှာတော့ပြဿနာတစ်ခုကြောင့်အလောက်ကိုတကြိုလိုက်ပြီဖြစ်တာကြောင့်တွေ့ခွေမရခဲ့ရှာပါဘူး။အဲ့ဒီနောက်တော့ကိုကျော်တီဟာလည်းယောဂါဖောက်လာခဲ့ပါတယ်။ နောက်တော့တဖြည်းဖြည်းနဲ့ဆိုးွားလာပြီးတော့သူ့ရဲ့နောက်ဆုံးချိန်တွေကိုရောက်လာခဲ့တယ်ဗျာဒီချိန်တွေကို သူ့ကိုယ်တည်းကလည်းသိနေခဲ့တာကြောင့်အဆကပြောခဲ့တယ်လို့ပဲသူ့ရဲ့ตาလီတွေအာကိုရလက်ရှာရတာပေါ့ဒါကြောင့်ตาလီတွေမိမရဲ့အမျိုးတွေစီကို ထွက်လာခဲ့တာပေါ့ဗျာအဲ့ဒီလိုနဲ့ထွက်လာခဲ့ရင်သူ့ရဲ့ခီးမရောက်ခင်မှာပဲစတင်ပြဿနာကြိုးပါတော့တယ်လာခီတိုရဲ့ကိုရောက်တော့ကိုချိုပီကလည်းယောဂကြောင့်မောပန်းငွားနဲ့လာပြီး ွားလဲဆခရီးကိုလည်းရှင်းမဆက်နိုင်တော့ပါဘူး။ကျမ်းမာရဲ့ခြေနေကြောင်သူတို့သားပါမြောက်လေဒေါ်တဲ့မှာဒုက္ခရောက်ကြရတယ်ဗျ။အဲ့ဒါနဲ့နားခိုရလက်ရှာခရင်စွန့်မိထားတဲ့တက်တလို့ကို ပွားတွေ့ခဲ့ပါတယ်။ဒါကြောင့်သူတို့သားပါလေအဲ့ဒီတဲလီမှာနားခိုကြရတာပေါ့။ဒီလိုနဲ့သူတို့သားပါမြောက်အဲ့ဒီတဲလီမှာတဲလောက်နားယူနေတိုက်ခဲ့ကြပါတယ်။နောက်ကိုစားနေစရာကတော့အဆင်ပြေသွားပြီဆိုပေမဲ့ဝိုင်းရေးပြဿနာနဲ့စတဲ့ကြုံတွေ့ပြတာပေါ့ အစာအစာထမြစ်ပြက်လက်ပြီးတည့်ကြသွားတဲ့ချိန်မှာတော့အသားပါနှုတ်စလို့စတင်ဒုက္ခရောက်ခဲ့ကြပါတယ်။သူတို့ဖြစ်ကလေးလေးကျော်ကဆာလုံးမှုတန်းကြောင့်နေမရထမြားနဲ့ဘယ်အောင်ဘိတ်နာဖြစ်လာခဲ့တယ်ဗျ။ယူစရာတဲ့စားစာတွေကလည်းတခုမှမကြံတော့တာကြောင့်အဖေဖေးတဲ့သူကပဲတခုခုကြံစီကြပါတော့တယ်။ရှိတဲ့ခေါအားလေးနဲ့ထလာပြီးအစာထွက်ရှာဖို့စူးစမ်းခဲ့တာပေါ့။ နေနာမှာလည်းတတီဝလန်တွေတွေ့ရမလားလို့လက်ရာရင်းနဲ့ညာတစ်ခုကိုတွေ့သွားခဲ့ပါတယ်။အဲ့ဒါကတော့ဘုရားပုရိဖြစ်တဲ့ခီးသွွားယဟန်နဘာဖြစ်ပါတယ်။ထိုယဟန်တွေဟာဆွမ်းခံကြွလာရင်းနဲ့တောဦးတဲကိုရောက်လာခဲ့ကြပါတယ်။ဒါကြောင့်တပိတ်လေးဘက်က ရှောက်လာကြတဲ့ယဟန်တွေကိုကြည့်ရင်အဖေဖြစ်သူကလည်းဝမ်းသာသွားခဲ့ပါတယ်။အဲ့ဒီတော့ယဟန်တွေဟာဘယ်နေရာမှာနောက်ကိုဆောတော့မလဲဆိုတာကိုလိုက်ပြီးတော့စောင့်ကြည့်ခဲ့တယ်ဗျာ။ အဲ့ဒီနောက်တော့ယဟန်ရီစီကိုသူ့တို့သားဖရောက်လာခဲ့ပြီးအရှင်ဘုရားအကူအညီလေးတစ်ခုလောက်တောင်းရင်လိုပါတပည့်တော်တို့သင်မဆရာတာတည်ရရှိပါပြီတပည့်တော်ကတော့ပြဿနာရှိပေမဲ့သားလေးဆာလောင်နေတာကိုတော့မကြည့်ရလို့ပါဒါကြောင့်ရှင်ဘုရားစီကနေစောကြလေးအနေငယ်လောက် ပေးကြည့်ဖို့တောက်ဆိုချင်ပါတယ်ဩရတာပေါ့တကဒီကားတို့သားဖတွေ့ဘိုးဘိုးရဲ့စောတွေ့ကိုခွဲပေးပါမယ် ဒါနဲ့တကားတို့ကဘဲကနေဘဲကိုတွားချမှာလေဒီလိုပါရှင်ဗျာတပည့်တော်ကကျမ်းမကြီးချင်းနေဆိုးရတဲ့ဖက်မှာရှိတယ်တကယ်လို့သာတပည့်တော်မရှိတော့ကြီးဒီကလေးကိုဘယ်သူဆောက်ရှောက်မှာလေသူ့အမေကလည်းသူ့တနှစ်သားလေးကလေးကဆုံးသွားတယ်လေအဲဒါကြောင့်သူ့ကိုသူ့မရဲ့မျိုးတွေစီမှာပေါ်အဲ့ခဲ့ချင်လို့ပါထိုရင်ဟန်းကလည်းအကျိုးချမ်းဖြစ်စေတူကိုတီးလိုက်ရတော့မြို့နာသနာစိတ်ဝင်သွားခဲ့တာပေါ့ ီးတော့လေသူတို့သွားမယ့်နေရာကရဲတော်ကြာသွားရအောင်မှဖြစ်တာကြောင့်အဖေလို့သူရဲ့ကျမ်းမာရေးချင်နေနေဆိုရင်ဆက်သွားဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါကြောင့်ယဟန်ကနေပြီးတော့အခုလိုပြောပါလေ။တကားတကားတို့သွားမယ့်နေရာကအဝေးကြီးကြံသေးတယ်နော်။ဒီပူဇာနေဆိုရင်တော့ဘလို့သွားမှလဲ။ဒီတော့ဘုံဘုံကြံတကုတ်ပေးမယ်။တကားလည်းဒီမှာနှစ်ရက်လောက်နားယူလိုက်ပါ။ပြီးဦးစင်းတို့နဲ့တူလမ်းကျူလိုက်ခဲ့ပေါ့။အစားပါနှောက်တဲ့ထဲဆိုင်တော့ ပုံမကောင်းဘူးလားကွယ်တိမ်ပါဗျာတပည့်တော်လည်းခုချိန်မှာဖေးဆက်ဖို့စင်မပြေသေးပါဘူးဒါကြောင့်ဒီမှာနှစ်ရက်လောက်ဆက်နေပါဝဲဗျာကောင်းပါပြီကွယ်နောက်နေ့လဲစားဖို့တောက်ဖို့ပြဿနာရှိရင်ဦးစင်းစီကိုပဲလာခဲ့ပါဒီနေ့ဖို့လဲဦးစင်းရဲ့ဆော့တဝဲကိုခွဲပေးပါမယ်အဲဒီမှာဘိုးကြီးကနေပြီးတော့သူ့ရဲ့ချားနေကိုပေးကျွေးခဲ့ပါတယ်ဒါကြောင့် ဒါပါညှောက်လို့လေဘိုးကြီးရဲ့တနာခွင့်နာမှုကြောင့်ဂျေဇူးတင်ကြောက်ဆိုကဦးချရှိခိုးခဲ့ကြပါလေဒုက္ခတွေဆိုတဲ့မျိုးကဝေလာပြည့်တော့အရာအလိုကိုရက်စီးနဲ့ရှိသေးဗျာဒီလိုနဲ့ရောက်တဲ့ကိုရောက်တော့ကြော်ကိုတယောက်သူ့ပြင်မှာပါပဲမင်းငယ်လေးနဲ့ဘိုးကြီးစီကနေအစာလာတောင်းခဲ့ပါလေဒါကြောင့်ဘိုးကြီးကလေအပြည့်ဖြစ်သူကိုမေးတဲ့ခါမှာတော့ငိုရပြီးတော့ပြောပြခဲ့ပါလေ အဲ့တော့မှအဖေဖြစ်သူက သူ့ဘလောက်ပဲနုံနုံမနိုးလာခဲ့တဲ့အကြောင်းကိုဘိုးကြီးအားပြောပြခဲ့တယ်ဗျာအဲ့ဒီနောက်ဟန်တို့ကလည်းမဖြစ်တော့ဘူးဆိုပြီးလိတ်လာကြည့်ခဲ့တာပေါ့သူတို့လာကြည့်တဲ့ချိန်မှာတော့တဲအီလီတန်မှာဘလို့မရှိတော့ပဲကိုကျော်တီဟာကိုတွေးလိုက်ရပါတယ်ဒါပေမဲ့အသက်တို့ရှိမနေတော့ပါဘူးအဲ့ဒါပြေကိုမှဆိုးရတဲ့နှက်တွေတောင်ထွက်နေခဲ့တယ်ဗျာဒါကြောင့်ဘိုးကြီးတွေကနေတေဆိုးတာကြာပြီးဆိုတဲ့အကြောင်း ိလိုက်ရတာပေါ့တကယ်တော့အဖေဖြစ်သူကိုကြော်ပြီးဟာတယောက်ကမနေ့ကဘိုးကြီးတို့စီကနေပြန်လာကြတဲ့ကအသက်ထွက်တိတ်ဆုံးခဲ့တာဖြစ်ပါလေတို့ချင်းမတိုင်ခင်ကတည်းကနေဒေလူစဲဒေဂါနီချေကိုရောက်နေခဲ့ပြီးဇိုးရတဲ့ဝေဒနာတွေကိုခံစားနေကြရတယ်တရားဒါပေမဲ့ပါပီသူကဆာလောင်နေတာကိုတွေ့ရတော့သူကများဒီတိုင်းမသိနိုင်ခဲ့ဘူးပေါ့ဗျာ ဘလောက်ပဲဝေဒနာတွေနဲ့နာကျင်ခံစားနေရမစေတာတွေဖခင်ကြောက်ရဲ့အာမန်နဲ့ဝိုးကြီးတွေစီကအစာတောက်ကျွေးသွားခဲ့ရပါတယ်ထို့အကြောင်းအရာတွေကိုဝိုးကြီးတွေကတည်သွားခဲ့တဲ့အချိန်မှာတော့နောက်ထပ်အရာတစ်ခုကသူတို့ရှေ့မှတ်ကိုရောက်လာခဲ့ပါတယ်အဲဒါကတော့ဒေဆိုးသွားတဲ့ကိုကျော်တီချဝူညင်ဖြစ်ပြီးဝိုးကြီးတွေရှေ့ကိုရောက်လာခဲ့တယ်ဗျာဝိုးကြီးတွေရှေ့ကိုရောက်လာတော့ပထမဦးစားနဲ့ဦးချရှီခိုးလိုက်ပါတယ်ပြီးတာနဲ့ထို့သူပြောလိုက်တာပေါ့ အရှင်ဖေဟာတံခါးနဲ့တပည့်တော်ရဲ့အသားတွေစိတ်ပြောက်မှမဟုတ်ပါဘူးဖေဟာအစကတော့သူ့အမေရဲ့မျိုးတွေစီမှာထားခဲ့ချင်ပေမဲ့သူတို့ကလက်ခံချင်မှလက်ခံပါလိမ့်မယ်။ဒါကြောင့်ရှင်ဖေဟာကိုပဲနောက်တဲ့ကိုကြီးလေးတစ်ခုလောက်တောက်ဆိုလို့ရမလားရှင်ဖေဟာပြောပါတကားဦးစင်းကိုကြီးနေမဲ့အရာရှိရေးကိုကြီးပေးပါမယ်။ကျေးဇူးပြုပြီးတော့တပည့်တော်ရဲ့အသားလေးကိုရှင်ဖေဟာတို့စီမှာ ကိုကြီးဝေပေးစေချင်ပါတယ်။ ကောင်းပါပြီ။ဒါကကောင်းမွန်တဲ့ကိစ္စပဲလေ။ဒါဆိုဆွေမျိုးတွေစီမှာထားခဲ့ချင်တဲ့တကားရဲ့စိတ်ဆန္ဒကြုံလင်းသွားခဲ့တယ်လို့ပဲမှတ်ယူလိုက်ပါမယ်ကွယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေဦးစင်းဝမ်းသာပါတယ်။သရေဖြစ်နေတဲ့ကိုချိုတရားတရားကိုဝမ်းသာအားရစွာနဲ့ပဲမိုးကြီးတွေကိုရှ िख ိုးဦးချကြောလိုက်တယ်ဗျာ။ကားပြတဲ့ကြောကိုလေးကလည်းကိုကြီးဝင်းရမှာဝမ်းသာတာကတည်းကအဖြစ်ဖြစ်သူ မရှိတော့တာကြောင့်ဝမ်းနေတာကတည်းကကြိုရှင်မှုနဲ့ ဝမ်းနည်းမှုနှစ်ခုဆိုလို့ဒီထိုင်တဲ့ခံစားနေကြရတာပေါ့လေကြီးတရားကိုနားမလည်သေးတဲ့အရွယ်ဆိုပေမဲ့သူ့ဖေပြမလာတော့မှာကိုတော့တိနေခဲ့ပါတယ်သူ့အဖေကအရင်လို နားမှာရှိမနေနိုင်တော့ဘူးဆိုတာကို တွေးမိရင်ဝမ်းနည်းအငဲ့စွာနဲ့ငိုကြွေးနေကြတာပေါ့တာအခုချိန်ကစပြီးတော့ဒီဘိုးဘိုးတို့နဲ့ဒီလီမာမာနေရမယ်နော်ဒါပေမဲ့အဖေရောပါတယ်ငါသားကလေမာပြီးသားပဲလေ ီးတော့ပပုရိပြောတာကိုလည်းနားထောင်ရမယ်တာဒါဆိုအဖေစိတ်ချမယ်နော်ကလေးလေးကြောက်ဖို့ကလည်းငိုယိုပြီးတော့ဒီလို ပြောပါတယ်အဖေကကျတော့ကိုထားပြီးဘယ်သွားမလို့လဲအဖေကျတော့ကိုမထားခဲ့ရဘူးနော်မထားခဲ့ပါဘူးငါသားရဲ့အဖေဘဲမှမသွားပါဘူးငါသားနဲ့တူအမြဲတမ်းရှိနေမှာပါနော် ကျော်ကိုလေးကလည်းဝမ်းနေမဲ့ရီတွေနဲ့နောက်ဆုံးချိန်ဖြစ်သူ့ဖေကိုပြေးဖက်ခဲ့ပါတယ်။ဒါပေမဲ့ဝင်းကြီးဖြစ်တဲ့သူ့ဖေကတော့ကြောက်ွယ်သွားခဲ့ရပါတယ်။နိုင်စာပနာကိုတော့အဲ့ဒီနေရာမှာပဲလိုလဲရတာပေါ့။အဲ့ဒီနောက်တော့ရန်နပါးတို့လည်းထိုနေရာကနေထွက်ခွာလာခဲ့ပါတော့တယ်။အဖေမရှိတဲ့ကျော်ကိုလေးကလည်းရားတွေနောက်ကနေလိုက်လာခဲ့ရပါတယ်။သူတို့ဟာတောဦးကျော်ကရွာလေးဒီွာကိုဆက်လက်သွားကြမှာဖြစ်ပါတယ်။လန်ခီမှလည်း ကြော်ကိုလေးကိုဓမ္မလမ်းစဉ်နဲ့ပဲ့တဲ့ဒီတေချာဆုံးမပေးခဲ့တယ်ဗျာဖျားလမ်းစဉ်တိုင်းပဲကြီးတည်ငယ်ပြီးဟူရင်းမရှိပဲအကိုလိုကတက်တော်ရီအကိုလိုကသိမျိုးတွေဆိုတာတွေကိုလေကြော်ကိုလေးတရားကို သိသွားခဲ့တာပေါ့အဲ့ဒီနောက်တော့ဘိုးကြီးတို့လည်းခေးဆဲကြပြီးတော့သူတို့ရဲ့ကြောက်ဆောင်ကြီးကိုကြံလဲရောက်လာခဲ့ပါတယ်ကြောက်ကိုရောက်တော့ကြော်ကိုလေးကိုသူ့ဖေရဲ့မှားချားချက်တိုင်းကိုရီလေးဝစ်ပေးခဲ့တာပေါ့ထိုချိန်မှာတော့ ကိုရီလေးအားဖျားသားတော်ငယ်လေးဖြစ်သဒ္ဒနာတာဝန်တွေထမ်းဆောင်နေခဲ့ရတယ်ဗျာကိုရီလေးဟာညနေဆောင်ခြေလေးကိုရရင်တော့သူ့ဖေအကြောကိုတတိယလွှတ်စော့ကတွေးနေလေရှိပါတယ်အဖြစ်ဖြစ်တဲ့သူကလည်းသူ့သားရဲ့စိတ်နဲ့မကျွလွတ်နိုင်ခဲ့ရှာပါဘူးဒါကြောင့်ရပန်ရကခြေဆွေတော့သူ့သားကိုရီလေးတွေဝမ်းမြောက်ဝမ်းသာနေလာရောက်ရှိခိုးတပါတယ်သူခုလိုရောက်လာနေတာကြောင့်ကိုရီလေးကလည်းသူ့ဖေနားမှာရှိတယ်လို့ခံစားမိနေခဲ့ပါတယ် အဲဒါကြောင့်သူပြုတ်တဲ့မြခုတို့တွေကိုသူ့ဖေအားအမျှပေးဝေလေရှိတယ်ဗျာကိုရင်လေးဟာသူ့ဖေကိုဘလို့ပဲခုတို့တွေပေးဝေနေခဲ့ပေမဲ့လေဘာမှထုံးလာခဲ့ပါဘူးဘာလို့လဲဆိုတော့အပေဖြစ်သူကိုယ်တည်းကသူ့သားကိုစိတ်မချဖြစ်နေခဲ့လို့ပါကိုယ်လေးနားမလဲအမြဲရှိနေခဲ့ပြီးတွားရနေရကိုလေနောက်ကနေအမြဲလိုက်နေတတ်ပါတယ်အဲ့ဒီလိုနဲ့တနေ့မှတော့ကိုယ်လေးဟာတောဝကြီးကိုဖြည့်နေရွာလေးဒီွာကိုစောကန်ကြွသွားခဲ့ပါတယ် တော့ဟူဂျီတော်ကရွာလေးကိုရောက်မှာတော့ထူးစားတဲ့မျိုးသမီးတယောက်နဲ့တွေ့ခဲ့ရပါတယ်။လူလက်ပတ်ရဲ့မျိုးသမီးတယောက်ကကိုရင်လေးတို့စီကိုထွက်လာခဲ့ပြီးတော့ဇော်တွေအနိုင်ငယ်စော့ကြဲပြီးဘူးတောက်ဆုံနေခဲ့ပါတယ်။ထူးမျိုးသမီးဟာဝေရင်ငယ်လေးကိုတွေ့တဲ့ချိန်မှာတော့တူလို့သွားခဲ့ရပါတယ်။ထူးမျိုးသမီးဟာကမန်ဂရန်ဖြစ်သွားပြီးတော့ကိုရင်လေးကိုချိန်နေခဲ့တာပေါ့။ကိုရင်လေးကလည်းဒီမျိုးသမီးကိုရေးနီနီကိုတိနေခဲ့ပြီးမမက်မိသလိုဖြစ်နေခဲ့တယ်ဗျာ။ ။အိုးနာကမမျက်မိတဲ့အရာတွေကိုသူတို့တို့ရဲ့နှလုံးသားကတော့ဒိတ်ဆဲပေးထားလေရှိတယ်ဗျာ။ဒါကြောင့်ကိုရင်လေးရဲ့နှလုံးသားတွေကဒါသူ့အမေဆိုပြီးမျက်မိစွဲကြံနေကြတာပေါ့။အမေအမေမဟုတ်လား။အဖေပြောတော့အမေကသေပြီဆို။ဒါဆိုဘလို့ဖြစ်တာလဲ။သူညိုသမီးဟာကိုရင်လေးရဲ့မိကောတွေကိုဒီနေ့စမ်းရှိပဲဆွတ်အားသွားခဲ့ပါတယ်။ဒီညိုသမီးဟာကိုရင်လေးရဲ့အမေဖြစ်ပြီးဒါကို သူမလည်းမှဲ့မိနေခြင်းမရှိခဲ့ပါဘူး။ဒါကြောင့်ကိုရင်လေးကပဲအမေအဖေကတော့ပြီးခဲ့တဲ့လဘဲလောက်ကဆိုးပြီး မသိခင်မှာလေတော့ကိုခံစားသွားခဲ့ရတယ်။အမေကတော့ဒီနေလိုက်တာ ပါပါနှစ်ယောက်စလို့ကိုတက်တက်လို့ပြေးထားရတဲ့။ဒါပေမဲ့ကိုရင်လေးကယူချိုးမြပဲပြောနေခဲ့ပြီးမဲ့ကိုရင်လေးရဲ့အမေမောက်စုနယ်ကတော့ဘာမှတစိုးတရားပြန်ဖြေခဲ့ခြင်းမရှိပါဘူး။ပြီးတော့လေအခုချိန်မှာ ။ OG စီကနေတောက်စားနေရတဲ့သူတယောက်ဖြစ်သူ့တာကိုမျက်နှာမပြဝိတာကြောင့်ဒီနေရာကနေထွက်ပြေးသွားခဲ့ရပါတယ်။ဒါပေမဲ့ဒီအဖြစ်နေတဲ့သူ့ယောက်ျားရောက်လာပြီးရှေ့ကနေတားလိုက်တာပေါ့။ရှေ့ရှေ့ကတကယ်မဟုတ်လား။ကျမကိုလာပြီးတော့နှောက်ရက်ပါနေတော့ကျမတောက်မှတ်ပါတယ်။မင်းကပြေးပြီးဆိုပြီးငါ့ကိုလင်ညာထားခဲ့တာပေါ့။မင်းကငါတက်မယ်။ဟုတ်ဘူး။ကျမကိုမတက်ပါနဲ့။ကျမကျမတောက်မှတ်ပါတယ်။ကျမအရှိတော့တောက်ခပါဘူး။လင်ညာခဲ့မိပါတယ်။ တကူကလည်းဆန်ခဲ့မိပါတယ်။အဲ့ဒါတွေတွေကျမကိုခွင့်လွှတ်ပေးပါ။မားလည်းမှန်မှန်သိပါပြီ။ "तू မဟာ तू မရဲ့မားတွေတွေရှ िख ိုးတောင်းမှန်ခဲ့တာပေါ့။ပြီးတော့လေဒီလိုဖြေကိုရတဲ့ကြောင်းတရားကိုဒီလိုပြောပြခဲ့ပါလေ။တကယ်တော့ तू မရဲ့ဆွေမျိုးတွေဟာ तू မကိုအကြောက်တစ်ခုကြောင်းလေညာပြီးခေါ်ယူခဲ့ပါလေ။အဲ့ဒီအကြောင်းကတော့မျိုးကတန်းကျက်တစ်ထည်ကြောင်းရဲ့မိတ်ဆက်ပေးခြင်းလေလို့ဖြစ်တယ်ဗျာ။ ။သူမဆွေမျိုးတွေဟာလက်ရှိလက်ရောက်ကြတဲ့သားလေးကိုစွပစ်ခဲ့ဖို့ပြောခဲ့ပြီးသူမကလည်းအဲ့ဒါကိုနားယောင်မိခဲ့ပါတယ်။ဒါကြောင့်အကိုလို့ကိုစွလို့ပြီးတရေကြီးကိုလက်ထက်ပေါင်းသေးယူခဲ့ပါတယ်။သူမရွှေနဲ့ငွေနဲ့ဘွားတက်ကိုစတင်ခဲ့ပြီးအရာအလုံးကလည်းစီပီနေခဲ့တာပေါ့။ဒါပေမဲ့အခြေသိမ့်မကြလိုက်ခင်မှာပဲတထေကြီးက"သူမရဲ့နောက်ကျောင်းရာဇဝတ်ကိုတိတ်သွားပြီးပြဿနာစတဲ့ပါတော့တယ်" ဒါကြောင့်ဒူမကိုလည်းအေဘိုကနေကြခဲ့ပြီးမယားဖြစ်မှ ပြည့်စဲလိုက်တယ်ဗျာ။တတိကနေခွေးပြေးတို့ရောက်သွားခဲ့တဲ့ချိန်မှာတော့ဒူမရဲ့မျိုးတွေကလည်းထိသလောက်အားကိုးမရခဲ့ပါဘူး။အဲဒီနောက်အမျိုးတွေကပါ သူ့ကိုနှင်လွန်ကြလို့နေစရာမရှိ စားစရာမရှိနဲ့ဒုက္ခကြီးရှယ်ပလန်နဲ့ကိုရောက်ပါတော့တယ်။အဲဒီချိန်တော့မှဒူမဟာ အမားကြီးမှားခဲ့ပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ ဒါကြောင့်လျှောက်ကြားနဲ့သားဖြစ်သူစီကိုပဲတောက်ရမ်းရှိစွာနဲ့ပြန်သွားခဲ့ဖို့ဆိုပြလိုက်ပါတယ်။ဒါကြောင့်သူတို့ရှိတဲ့ရွာလေးကိုထက်ချင်းပဲလိုက်သွားခဲ့တယ်ဗျ။လျှောက်ကြားနဲ့သားတို့ကတော့ခွင်လော့ကခွင်လော့နိုင်ပြီမဲလောကကြီးကတော့ခွင်မလော့ပေးခဲ့ပါဘူး။ဒါကြောင့်ပူရွာကိုရောက်တဲ့ချိန်မှာတော့လေနဲ့သားတို့ဟာအရင်နေရာနဲ့ရှိမနေတော့ပါဘူး။နေနာကကြွားသားတယောက်ကိုမွေးကြည့်တော့လေတခြားနေရာသို့ပြောင်းသွားခဲ့ပြီဆိုတာကိုသိခဲ့ရပါတယ်။ ။သူမရွေးချယ်ခဲ့တဲ့လမ်းကိုသူမကိုယ်တိုင်အစိုးရရှောက်ခဲ့ရပြီးအခုလိုချိန်နေသည့်ရောက်လာခဲ့တယ်ဗျာ။အနောက်ဆုံးမှာအိုးကြီးစီကသမင်တောင်စာရင်ကားပြည်သူကိုကြီးလေးနဲ့ပြန်လဲစုံစည်းရပါတော့တယ်။အခုချိန်မှာတော့သူမလုခဲ့တဲ့ຢာရီကြောင့်သူမလည်းခေါင်းတော်မဖော်ရဲပဲဖြစ်နေခဲ့ရပါတယ်။ဒါကြောင့်ဒူရီရဲ့အဝေးကိုပြေးထွက်သွားရင်ကြောက်တဲ့အထီးကျန်စွာနဲ့နေခဲ့ရပါလေ။အဲ့လိုနဲ့လူသူရှိတဲ့အေလေးတိမ်မာနေရရင သူမတွေအစိုးသက်ချီကို ရောက်လာခဲ့တယ်ဗျာအရင်ကလေတွေသားတွေပေါ်မှာလှုပ်ခဲ့တဲ့ပြင်းမှုတွေဒီကောကောင်းဆန္ဒတွေမိခင်မပီစားမှုတွေစတာတွေဟာသူမကို အခြေတိုင်းချောက်လန့်နေခဲ့တာကြောင့်သူမလည်းတဲ့ချူရက်ကသိမ့်ဆုံးသွားခဲ့တယ်ဗျာဒါကြောင့်ရွာထဲမှာအုံမဲ့အိမ်မဲ့မျိုးသမီးတယောက်သိမ့်ဆိုးနေတဲ့ကြောင့်ဘိုးကြီးတို့စီကိုလာလျှောက်တင်ခဲ့ပါတယ်လျှောက်တင်ချက်ကိုကြားသိရတော့ အိုအင်းလေးရဲ့မိများဖြစ်နေမလားဆိုပြီးအပြေလွာလာရောက်ချီးရှုခဲ့ပါလေသူတို့ထင်တဲ့အတိုင်းပဲကိုအင်းလေးရဲ့မိဟာတေဆိုးနေရတာပေါ့တို့ချီမှာကိုအင်းလေးသွားရအမေးလိုက်နေတဲ့စီရဲ့ကိုကျော်တီဟာလေဖဲ့ပေါ်လာခဲ့ပါလေအရာအလိုဟာဒီဆုံးသွားပြီဖြစ်လို့ကိုအင်းလေးကလည်းဒီလိုပြောခဲ့ပါလေအဖေအကြီးကလည်းအဖေနဲ့မိနှစ်ယောက်စလို့အနာမှမရှိခဲ့သလိုအခုလည်းနှစ်ယောက်စလို့လောကကြီးကထွက်သွားကိုကြပြီး အားလုံးကကိုဘွားနဲ့ကို ကိုလန်းကိုတွားရမှာပဲလေ။ဒါလေကိုရင်ဘွားမှနေသားကြနေပါပြီ။အဖေလည်းတားနှုတ်ကိုမလိုက်ပါနဲ့တော့။အကိုလူကိုလွှတ်ချပြလိုက်ဖို့အခြေရောက်ပြီနော်။ကောက်ရမော်ရကိုတွားပါတော့အဖေ။တရေပြနေတဲ့အဖေလူသူကလည်းနားလဲသဘောပေါက်ပြီးခေါင်းငိမ့်လိုက်တယ်ဗျာ။အဲ့ဒီနောက်တော့သူလေသူနဲ့ဆက်ဆက်တဲ့ဘိုးဘွားကိုကြောက်သွားခဲ့တာပေါ့ဗျာ။ ဒါပေမဲ့တစိုးတယောက်ကတော့အခုဒီဘဲမလည်းမသွားနိုင်ဘာမလည်းမလုပ်နိုင်ပဲနှောက်တကြီးစွာနဲ့ငိုကြွေးနေကြတယ်ဗျာအဲ့ဒါကတော့ကိုရင်လေးရဲ့မာတာမိခင်ကြီးဖြစ်ပြီးတရေမဘွားနဲ့ငိုကြွေးနေကြတာပုံတာလို့တဲ့ကိုရင်လေးကဘလောက်ပဲခုသူတွေလူပေးခဲ့ပြီမဲ့သူမရေကလုခဲ့တဲ့အဟုတ်သူတွေကြောင့်ခိုက်တွေ့နေကြရပါတယ်ဒါကြောင့်သူမဟာတရေမဖြစ်နေမကြုံမလို့တဲ့နာနာပွားတဲ့ကောင်ဖြစ်အမြေငိုကြွေးနေကြရတာပုံ။ ူမဟာညစဉ်ညတိုင်းငိုကြွေးနေခဲ့တာကြောင့်ဖြစ်သွားဖြစ်လာတွေကပါဒူမရဲ့ငိုသားလေးကို ကြားနေရတယ်လို့ဆိုပါတယ်။နောက်တော့လူတွေကလည်းနားနီးလာပြီး ထိုတေးမကိုပောက်ကြည့်မကောင်းတဲ့တေးမဆိုပြီးဆဲဆူကြီးမုတ်လာကြပါတယ်။ဟုတ်ကဲ့ပါ။ဇလန်းလေးကတော့ဒီလောက်ပါပဲဗျ။အခုလိုဗီဒီယိုလေးကိုအချင်းနဲ့ဒီပင်းကြီးတင်ဆက်ပေးနေတာကြောင့် channel လေးကို subscribe လုပ်ပြီးဘေးနားက notification လေးကိုလည်းပြပေးခဲ့ကြပါဦးနော်